ောင်လည်းပဲနေကြပေါ့နော်အဲ့လိုတော့ရှိပါရှင့်ဒါကသတင်းမတင်ဆက်ခင်းလေးမှာစဉ်းစားသုံးသပ်စရာလေးတစ်ခုကျွန်တော်ပြောပြတာပါကျမတို့ခုနပိုင်းမှာဆိုရင်အရန်ခေတ်စားနေတဲ့စကားလေးခုရှိပါရှင့်အဲ့ဒါဘာလဲဆိုတော့ဆက်ရနာရှင်ခြုံငင်းရေးတဲ့ဟုတ်ပါလေဟိုဆက်ရနာရှင်ခြုံငင်းရေးပေါ့ရှင်စစ်တပ်ကလက်နက်အားကိုးနေပြီသူအနိုင်ကျင့်တယ်ပေါ့ဆိုပြီးတော့သူတို့ဆက်ရနာရှင်ခြုံငင်းရေးဆိုပြီးလုပ်ကြတာပဲညံတီလောက်တော့စူးစမ်းလိုက်ကြတာပေါ့နော်အဲ့တော့ဆက်နာပြအိဆာနေပြီးတော့ဘီတက်တွေဖြစ်ပေါ်လာရဲ့ပေါ့ရှင်ဆက်ရနာရှင်ခြုံငင်းသွားလား ကျမကြည့်ရတော့ဒီတို့ကဆက်ရနာရှင်ဆိုပြီးတော့ဒီပုတ်ကူပေါ့နော်ဒီပုတ်ချုံမှုကြီးကိုဆွဆွဲလိုက်တယ်ပြီးတော့ဆက်ရနာရှင်ခြုံငယ်ရေးဆိုပြီးလှုပ်လိုက်တာဟာအခုဆက်ရနာရှင်လေးတွေအများကြီးပဲပွားလာတယ်သိလားပုတ်ချုံမှုကြီးကဆက်ရနာရှင်ဟုတ်မဟုတ်တော့မသိဘူးဆက်ရနာရှင်အစ်စ်တည်းကတော့စကိုင်းတိုင်းလိုပါလားအခုအများကြီးပဲတိုင်းကလည်းကိုင်းနေမှဆိုတော့အများကြီးဖြစ်နေကြပြီရှင်သိလားအခုမိုးကုတ်တို့ဘာလို့ဆိုရင်အဲ့ဒီဆက်ရနာရှင်တန်းကိုကောင်းကောင်းကြီးခံရတယ်လှိမ့်ပြီးတော့ ဲ့ဒီတော့အခုချိန်ကြီးတော်လှန်ရေးတော်လှန်ရေးဆိုပြီး on ရဲ့သူလုပ်နေတဲ့အလုပ်တွေကဆရာလာရှင်ချုပ်ညွှန်းရေးမဟုတ်ဘူးဆရာလာရှင်ပွားများရေးနော်မှတ်ထားရှင်ဒီလားဆရာလာရှင်ပွားများအောင်လုပ်နေတဲ့သူတွေရဲ့ဗဇက်ကဆရာလာရှင်ချုပ်ညွှန်းရေးဆိုတဲ့စကားကိုမသုံးနဲ့ရှင်ဆရာလာရှင်ချုပ်ညွှန်းရေးလုပ်နေတာကကျမတို့တွေတိလားကျမတို့တွေကတက်မလို့နဲ့ပတ်သက်တဲ့အရာတွေကိုဝေဖန်ထောက်ပြပြောဆိုရဲတက်လို့ဘက်ကနေပြီးတော့ဘယ်အရာကိုမှတရားလက်လွတ်မလုပ်ဖြစ်အောင်လို့ကျမတို့ကထိန်းချောင်းပြီးတော့ဘယ်လိုပြောရမလဲဥစားဖြစ်ပြရအောင်ထိတ်ကုတ်ပေးတာပေါ့ပြည်သူအတန်လေးတင်ဆက်ပေးရတက်လို့ဘောမကြိုက်တဲ့ပြည်သူမကြိုက်တဲ့အချက်တွေရှင်ကျမတို့ပြောပြပေးရင်တို့အိမ်မှာပြုတ်ပြင်းနေ ဒါကကျွန်တော်တို့ဆက်ရလာရှင်ခြုံရဲရေးကိုပြည်သူရောနိုင်ငံရောမတိခိုက်အောင်လုပ်နေတာရှင်ကျွန်တော်တို့မီဒီယာပညာနဲ့လုပ်နေတာကျွန်တော်တို့ကတော့အဲ့ခေါင်းစဉ်တက်လို့ရတယ်သိလားငါတို့ဒီနိုင်ငံတော်မထိခိုက်တဲ့နီလန်ပြည်သူတွေမထိခိုက်တဲ့နီလန်နဲ့ဆင်ရနာရှင်ခြုံရင်းကိုလုပ်နေတဲ့လူတွေစီကံပြေးွားတဲ့ဒီမိုကရေစီနိုင်ငံတော်သွားနိုင်ဖို့အတွက်တပ်မတော်ကနိုင်ငံရေးအခန်းကဏ္ဍနေပြီးတော့ခြေတလန်းခြေတလန်းချင်းအထိခိုက်မရှိဘဲနဲ့ဆုတ်သွားနိုင်ဖို့အတွက်နိုင်ငံရေးတမားတွေရေရှင်းရှိလာအောင်ပြည်သူတွေနိုင်ငံရေးအမြင်ကြွယ်ဝလာအောင် ပြည်သူတွေနိုင်ငံရေးမှာစဉ်းစားပြေခေါ်တက်လာအောင်ပြီးတော့ကိုယ်နိုင်ငံရဲ့ပထဝီနိုင်ငံရေးကိုနားလည်ပြီးတော့ကိုယ်နိုင်ငံပေါ်မှာပေါ့နော်လော်ဝကြီးအုပ်ချုပ်တဲ့အနေအထားမျိုးတွေကိုယ်နိုင်ငံရဲ့အင်အားစုတွေကိုဖြိုလဲတင်တဲ့ရန်သူတွေစသဖြင့်ဒါလေးတွေနားလည်အောင်ရှင်းပြပြီးတော့ကျမတို့ကမြန်မာနိုင်ငံမှာစစ်အာဏာရှင်ချုပ်ငင်းရေးကိုတကယ်လုပ်နေတဲ့သူတွေဆိုတာအဲ့ဒါကျမတို့ပဲကျမတို့သူတို့မဟုတ်ဘူးသူတို့ကစစ်အာဏာရှင်ပွားများကြီးလုပ်နေတာနော်တနေ့တခြားစစ်အာဏာရှင်တွေပွားများလာအောင်လုပ်နေတာအဲ့ဒီပြည်ပြည်မီဒီယာတွေနဲ့ PDF ကိုထောက်ခံနေတဲ့သူတွေပဲ PDF တွေပဲ NUG တွေပဲ တို့ကပြောလက်မခံဘူးဆိုတို့စိုးမိုးထိတ်ချုပ်တာနေရာမှာတွားနေကြည့်လိုက်ဆက်အနာရှင်တွေဘလောက်များနေလဲဆိုတာကိုယ်တိုင်ကိုကြဘဝတင်ငန်းစာယူကြည့်လိုက်ပါရှင့်ဒီရောလူငယ်လေးကဆက်အနာရှင်ချုပ်ငင်းရေးဆိုတော့တကယ်လှုပ်ရှင်နေဆိုတော့နီးလန်းတကြလှုပ်ပါနော် အဲ့တော့တချို့တွေကပေါ့နော်ကိုယ့်ကိုဆင်ရတဲ့ရှင်ချုပ်ငင်းကြီးချုပ်ငင်းကြီးဆိုရှောက်ပြောနေကြလို့လေပြီးလို့ရှင်တို့ကဆင်ရတဲ့ရှင်ချုပ်ငင်းကြီးဆိုပတ်စံတောင်းလိုက်တယ်မယ်ဆင်ရတဲ့ရှင်ချုပ်ငင်းကြီးလောက်လာလို့ရတယ်ပတ်စံတောင်းတယ်ပြီးသူစီကမဲ့ကတ်တီတီနဲ့ပြီးသူကလည်းနော်ခါကြရတယ်တို့တို့ပြုံးလို့မရလည်းခံရတယ်တို့ဆဲရလည်းခံရတယ်တို့ဒဏ်လည်းခံရတယ်တို့လုတ်လိုက်လို့ပွားထားတယ်ဆင်ရတဲ့ရှင်တွေဒဏ်လည်းခံရတယ်အပြင်တို့ပတ်စံမပေးရသေးရနော်တာမဝွေကျွေးတော့မဟုတ်ပြီးသူကလည်းလေအဲ့လိုလိုရှိပါရှင်ဒါတော့ပြောပြတာပါဆင်ရတဲ့ရှင်ချုပ်ငင်းကြီးကိုလည်းလုံးဆောင်နေဘူးသူတွေလည်းဆိုတော့ကျွန်မရှင်းပြတာပါရှင်လက်ခံခြင်းမခံခြင်းရတော့နားထောင်နေသူရဲ့စိတ်သဘောထားနေပဲဆိုင်ပါရဲ့နော်ကျွန်မအဲ့လိုပဲပြောချင်ပါရှင် ဒီမှာပြည်သူများရှင့်ကျွန်မခုတင်ဆက်ပေးခြင်းတဲ့သတင်းလေးရပါဘောနော်သတင်းလေးတစ်ခုကျွန်မထိတ်ဆက်ပြီးတင်ဆက်ပေးခြင်းပါရှင့်ဘာကြောင့်လဲဆိုတော့ကျွန်မနိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စလေးပါပဲရှင့်အထူးတွေအတွက်ပေါ့နော်ပြည်သူရဲ့လုံခြုံရေးဟာဆိုရင်ကောင်းမွန်စွာလှုပ်ဆောင်နိုင်တဲ့အခြေအနေတွေမှာအစဉ်ပြေပြီးတော့ကောင်းမွန်စွာမလှုပ်ဆောင်နိုင်တဲ့အခြေအနေတွေမှာတော်တော်ဆိုးဝါးနေတဲ့ဆိုကိစ္စလေးပေါ့သတင်းနှစ်ခုနဲ့ကျွန်မထိတ်ဆက်ပြောခြင်းလားတကူကပါလဲဆိုတော့ဒီဥစ္စာပေါ့နော်သခိုင်းလိုက်ဒေသကြီးမုံရွာမှာဖြစ်သွားတာပါရှင့်အသားမီနှစ်ဦးကိုဒီအမျိုးသမီးလေးဆိုင်ထိုင်တဲ့နေရာနေပြီးတော့ပေါ့နော် ပြန်မေးဆွဲသွားတာဒီရန်ဥစားပေါ့ PDF တွေကပြန်မေးဆွဲသွားတာပြန်မေးဆွဲသွားတာဆိုတော့ကလေးပါခေါ်ရတယ်ကလေးလေးကသူ့ရဲ့သားလေးပေါ့နော်သုံးနှစ်သားလေးပဲရှိသေးတယ်သူတို့တာမီကိုခေါ်ရတယ်ခေါ်ရပြီးရခါမှာသူတို့ရဲ့စခန်းမှာသွားပြီးတော့ဖွက်ထားတယ်ပေါ့အရှင်ပြန်မေးဆွဲပြီးတော့ငွေနှစ်ချင်တဲ့ပုံစံမျိုးနဲ့တွေ့ပါတယ်။ဒါပေမဲ့ဒီဘက်ကနေပြီးတော့လုံချုံရဲ့အဖွဲ့ဝင်တွေကဆိုရင်တရင်ရရချင်းဒီအကျမသမားတွေလည်းဖမ်းနိုင်ခဲ့တယ်။အကျမသမားတွေဆစ်ဆီးပြီးတော့ဒီတာမီညောင်ကမှဖမ်းထားလဲဆိုပြီးဆစ်ဆီးတဲ့ခါမှာစခန်းတီနေရာလဲတည့်ရတဲ့အဲ့စခန်းကိုသွားပြီးတော့တက်ခိုက်တယ်တိမ့်ပိုက်တယ်တာမီညောင်ပြန်ခဲ့လာတယ်။အဲ့ဒီမှာအကျမသမား၃ယောက်ပါဆိုရင်လည်းသူတို့ကတက်ခတ်ရှင်းလင်းလိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ခဲ့ရရှင်။ဒါကလုံချုံရဲ့အဖွဲ့ဝင်တွေရဲ့စွမ်းဆောင်ရည်ပြေးသွားတဲ့အခြေအနေတစ်ခုမှာ ဒီပြည်သူတားမိနှစ်ဦးရဲ့အသက်ချမ်းသာရခဲ့ပြီးတော့ပြည်သူတွေတစ်ခွပေးနေတဲ့ဂျမတ်သမားတွေဟာဖမ်းမိရတယ်လည်းဖမ်းပြီးတိတ်ဆုံးတဲ့သူလည်းတိတ်ဆုံးဆိုတဲ့ကောင်းမွန်တဲ့ရလက်တစ်ခုရခဲ့တာပေါ့နော်ဒီလိုရလက်မျိုးကျမတို့ပို့ပြီးတော့ကျေပြန့်အောင်ပို့ပြီးအရေးချင်းရှိအောင်စူးစမ်းရမယ်လို့ကျမမြင်ပါတယ်ချက်ဒီတော့မှသာပြည်သူတွေကိုကျမတို့ကစောင့်ရှောက်ပေးနိုင်ပါပေါ့နော်ကျမနိုင်ငံမှာခုတို့များတိုက်တာတွေပြန်ပြီးဆွဲတာတွေတက်ဖြစ်တာတွေရများနေတာလေဒီတော့ဒီကိစ္စရဲ့ဒီကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကစွမ်းဆောင်ရင်မြင်မာလာတာနဲ့အမြတားတွေကိုကျမတို့ကင်တွယ်ဖြစ်ရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်ချက်ဒါလေးကသတင်းကောင်းလေးတစ်ခုပါပဲနော်နောက်တစ်ခုကကြတော့ဒီလိုပဲလုံခြုံရေးကိစ္စပါပဲချက် အဲ့ဒါဗာလဲဆိုတော့ဒီဥစ္စာပေါ့နော်ပကိုးတိုက်တာဝေခံရမှာဖြစ်သွားခဲ့တာအမျိုးသားတူနဲ့အမျိုးသမီးတူဦးပေါ့နော်သူတို့ကဆိုသူတို့ဖောကားနဲ့ဒီလမ်းခီးမှာလာနေတဲ့အချိန်မှာပီတက်တွေကလမ်းမှာဖြတ်ပြီးတော့တတ်ခဲ့တာရှင့်တတ်ဖြတ်သွားတာပေါ့နော်ဖန်စီပြီးတတ်ဖြတ်သွားပါရှင့်အဲ့လိုတတ်ဖြတ်ပြီးရခါမှာဆိုရင်ဒီတတ်ဖြတ်ပြီးရအချိန်မှာတော့ဒီအမျိုးသမီးမျိုးကိုဘယ်သူတတ်တယ်ဘယ်ရတတ်တယ်ဆိုပြီးတော့ဟိုစဉ်းစားတွေးခေါ်နေရတဲ့အပိုင်းပေါ့နော်ဘယ်သူတတ်တာလဲဘာလဲဆိုမသိသေးတဲ့အချိန်မှာတာဝေခရိုင်တရင်383ညနဲ့တက်ခွဲကားကနေပြီးတော့စားစောင်းထုတ်လာတယ်ရှင့်အဲ့စာလေးဆိုပြသထားပါမယ်နော်အဲ့စာလေးမှာပါတဲ့အကြောင်းအရာကတော့သူတို့သတင်းထုတ်ပြန်ချက်၄မြင်းဆောင်2025ဆိုပြီးရေးထားတယ် တို့ရဒီဘကိုးတိုက်တာတွေခိုင်မင်းလားမျိုးနဲ့ရွှေကုန်းအုပ်စုဘန်ဘွေးကုန်းကြေးရွာမှာနေရတဲ့စစ်တပ်သတင်းပေးပြူစော်တီများစုံနဲ့တော်လို့ပြီးတော့တို့ကလေးရငါလား2025ရဲ့နေပါပေါ့နော်ဖမ်းလိုက်တယ်ဖမ်းပြီးတဲ့အခါမှာဒီသူ့ရဲ့ focus ကိုပါခေါ်ပြီးတော့တို့တက်ရင်ပေါ့နော်တက်ရင်သုံးရှစ်သုံးညနေကိုခေါ်လာတယ်အဲ့လိုခေါ်လာချိန်မှာတို့ကစစ်တောင်းပေါ့နော်စစ်တပ်စစ်တောင်းတက်လာပြီဆိုပြီးသတင်းရတော့တို့ကတိုက်ပွဲထွက်မယ်ပေါ့နော်ထွက်မယ်ဆိုတဲ့ချိန်မှာဒီအမျိုးသားနဲ့မျိုးသမီးကထွက်ပြေးတယ်ထွက်ပြေးတဲ့အခါမှာတို့ကလိုက်ပြီးတော့ပြစ်ခတ်တယ်ပေါ့နော်ပြစ်ခတ်တဲ့အခါမှာဒီမျိုးသမီးမျိုးသားညောင်တိတ်ဆုံးသွားခဲ့လို့သိရရှင့်ထိထားတယ်ပေါ့တို့အဲ့တိုင်း ပြီးတော့လည်း၎င်းတို့ထံကနေ focus တစ်စီစကားစာများနဲ့ဆက်သွယ်ပြောဆိုထားတဲ့ mobile phone တစ်လုံးလက်စွပ်တစ်ခွင်းနဲ့ငကတ်တင်အောင်တင်ဆက်ရတင်ဆက်ထားရဆိုပြီးရေးသားထားပါတယ်ရှင့်ပြီးတော့ဒီသိဆုံးသွားတဲ့ဦးမြဆော်ဦးနဲ့ထော်လို့ပြရတဲ့ဒီစကားစာထံကိုမမှန်သတင်းပေးတဲ့ပြည်သူတွေဖမ်းခိုင်းစားတဲ့ကြောဆွဆွဲချက်တွေအများကြီးရှောင်ရေးထားတာပေါ့ဒီလူတွေကိုတို့တိုက်ရတဲ့အကြောင်းရှင်းကိုခိုင်လုံအောင်လို့တို့စာထံပေးတဲ့ရေးထားတာပေါ့ရှင့်အဲ့လိုရေးပြီးရခါမှဆိုရင်တရားတရားရှင်းပြရင်ဒီလူနှစ်ယောက်ကိုတို့အဖွဲတက်လိုက်ရဲဆိုရဲဝန်ခံချက်ပဲပေါ့နော်ဝန်ခံချက်ပဲဒီတော့စာထဲမှာရေးထားတဲ့အကြောင်းအရာတွေကမှန်ခြင်းမမှန်ခြင်းဘယ်သူသက်တည်ပြမှာလဲရှင့် ကျွတ်မေးချင်တာလေလူတစ်ယောက်ကိုတတ်ပြီးတော့လူနှစ်ယောက်ကိုတတ်ပြီးတော့ပေါ့နော်ဒီလိုစာလေးထုတ်ပြီးတော့တတ်တည်ပြလို့ရလား PDF တွေရတရားစီရင်ရအဲ့လိုတော့လွဲလားသူတို့ထုတ်တဲ့စာကိုရော PDF အပေးတဲ့သူတွေရယုံလားကျွတ်မေးချင်တာလေ PDF အပေးတဲ့သူတွေထဲမှာစာမတက်ပေမတက်ကတော့များတယ်ဒါပေမဲ့စာတက်ပေတဲ့သူကများရှိရလေအဲ့ဒီလူတွေကအဲ့စာလေးကြည့်ပြီးယုံလားယုံလားလို့ဒါတကန့်ပေါ့နော်ပြီးတော့နောက်တစ်ကန့်ကကြတော့ဒါဆိုရင်ဒါလုံခြုံရေးအနေနဲ့ဒီပြည်သူတွေမဆောက်ရှောက်နိုင်တဲ့အခြေအနေတစ်ခုပါပဲရှင့် ဟိုဖြစ်စင်မှာကတော့တာမီနှုတ်ဦးစောက်ရှောက်နိုင်လိုက်တယ်ဒါကြောင့်ရလက်ကောင်ထွက်ခဲ့တယ်ပြည်သူတွေရဲ့အသက်အဝေးစီးစိမ်ပေါ့နော်မဆုံးရှုံးခဲ့ဘူးဒီနှုတ်ဦးတော့နိုင်ငံတော်မစောက်ရှောက်နိုင်ခဲ့ဘူးလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်မစောက်ရှောက်နိုင်ခဲ့ဘူးလုံခြုံရေးတပ်ဖွဲ့ဝင်အနေနဲ့မစောက်ရှောက်ပေးနိုင်ခဲ့ဘူးဒါကြောင့်ဒီနှုတ်ဦးရဲ့အသက်ဟာဆုံးရှုံးခဲ့ရတယ်ချက် PDF တွေရဲ့အကြမ်းဖက်မှုတွေတပ်ဖြတ်မှုတွေကတော့နေ့စဉ်နေတိုင်းဖြစ်ပေါ်နေရတယ်သိလားကျွန်တော်တို့ကခါကြရင်လေသူတို့တွေစိုးတာကိုကျွန်တော်သိတယ်အတိုင်းပဲဒီစိုးတဲ့အရာပေါ်မှာပဲကျွန်တော်တို့လက်ညှိုးထိုးပြီးတော့သူတို့ကြောင့်ဖြစ်တယ်ဆိုပြီးလုံးလို့မရအောင်ကျွန်တော်တို့သူတို့နဲ့တူလို့မရအောင်ချက်သူတို့ကဘာဖြစ်ဖြစ်စစ်တပ်အဖြစ်ဆိုပြီးလုပ်နေလားသိလားသူတို့ကဘာဖြစ်ဖြစ်စစ်တပ်ကြောင့်ဆိုပြီးလုပ်နေတာ သူတို့အိမ်မှာမလကပင်လေးပေါက်လာတော့မှစစ်တပ်ကြောက်ဆိုပြီးပြောချင်ပြောတာသူတို့အိမ်မှာနော်ထမင်းအိုးလေးပေါက်သွားရင်တော့မှစစ်တပ်ကြောက်ဆိုပြီးပြောချင်ပြောတာဒါကျမကရိုးရှင်းတဲ့ဥပမာလေးပြောရအောင်။ယောက်ျားကျမနေမှာယောက်ျားလေးတယောက်သာဆိုရင်ဒီတက်ဆိုးတဲ့ဥပမာလေးပြောတတ်တယ်။တချို့ပြောတတ်တယ်။ဒါလည်းကတော့ကတော့ကျမပြောပြရအောင်။ယောက်ျားလေးပြောတတ်တဲ့ပုံစံကျမပြောပြရတာ။သူညမမှာပိုက်ကြည့်ရင်တော့မှစစ်တက်ကြဆိုပြီးပြောရင်ပြောမှာတဲ့။တကယ်သူတို့ကအဲ့လိုမျိုးလက်ညှိုးထိုးနေတာ မတို့ကတို့လို့လုံးလို့မရအောင်ရှင့်ဒီကောင်လေးစိုးနေရကျွန်မတို့သိရဒီကောင်လေးအကျမ်းပတ်နေရကျွန်မတို့သိရဒီကောင်လေးရှင်းဖို့အတွက်ကျွန်မတို့စူးစမ်းရမှာအခုတူညီတဲ့ဖြစ်စဉ်မှာလုံချိုးတပ်ဖွဲ့ဝင်တွေစူးစမ်းလှုပ်ဆောင်လိုက်တဲ့အတွက်ကောင်းမွန်တဲ့ရလက်တစ်ခုရှိပြီးတော့လုံချိုးတပ်ဖွဲ့ဝင်တွေအားနေတဲ့အခြေအနေတစ်ခုမှာအားနေတဲ့နေရာတစ်ခုမှာကြတော့စိုးရွားတဲ့ရလက်ဖြစ်သွားတယ်ရှင့်ဒါကျွန်တော်တို့စဉ်းစားမယ့်ကိစ္စပါလုံချိုးအင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုပို့ပြီးတော့စောင့်ရှောက်ပေးဖို့လိုပါတယ်ဒီတော့ကျွန်တော်တို့ကတော့ PDF တွေစိုးတာသိနေရပါပဲရှင် PDF တွေနိုင်အောင်လုပ်ဖို့ကလည်းကိုတောင်းအောင်ပဲလေဟုတ်တယ်မလား PDF တွေဖြစ်စီလို့နှက်စမီရေပြတ်တယ်ဆိုတာမျိုးကလည်းဒါတက္ကန်ဒသူတို့ဖြစ်စီရတက္ကန်ဒကိုကတိုးတောင်းလုံးအောင်မှာတက္ကန်ဒ နော်အခုလည်းဒီလိုပဲပီတဲ့လေလူတွေတတ်နေရဲဆိုတာသိရဒါတကန်နာဒီကောင်တွေအမြင့်ဖြတ်ချိန်မုန်းဖို့အတွက်ကျမတို့စ조사ရမှာတကန်နာရှင့်အဲ့လိုကန်နာလေးခွဲပြီးတော့စဉ်းစားမှာပဲကျမတို့ပြည်သူတွေလုံးကြုံကြီးကတနေ့တစ်တနေ့ပို့ပြီးတော့ဟိုအစ်င့်ညံ့လာတာပေါ့နော်ခြံစည်းဥကာလို့ပေါ့ရှင်ဒီနေ့အုတ်တစ်ခုစီလို့ရှင်ဒီလောက်မြင်သွားမယ်နောက်နေ့ထက်စီဒီလောက်မြင်မယ်မစီပဲထိုင်တော့ဒီတိုင်းမရှိနေမှာပဲနော်ဒီလိုကျမတို့ကလုံးကြုံကြီးအတွက်အုတ်ကိုစီမှာလားအုတ်မစီပဲဒီတိုင်းထားမလားဆိုတာအဲ့လုံးကြုံကြီးလောက်တဲ့သူတွေရွေးချယ်ရပါပဲရှင့်ပီတက်တွေစိုးတယ်ဆိုရင်ရအောင်နေနေ ဘာမှအားလာနေကြမလို့အကျမ်းမသမားကိုအကျမ်းမသမားလိုပဲနှိမ်နှင်းပေးပါရှင့်ဘိတ်တွေမှာ PDF တွေဖြတ်တန်းသွားလာနေတာအများကြီးသိလား PDF တွေနဲ့ပတ်သက်ပြီးတော့ချို့ရပတ်စံယူပြီးလှုပ်ရှားနေရသူလည်းရှိတယ်ကျမတို့စီလည်းတရင်ကရောက်တယ်ကျမတို့သိရချို့ကိစ္စတွေဒါတွေလုံနေတာတွေရောမရက်တတ်တဲ့ဘူးလားဒီလိုမျိုးဟာတွေတွားပြီးမစီးကျက်တဲ့ဘူးလားဒီကောင်တွေလှုပ်ရှားစရာနေရကျင်းတဲ့ချင်းအောင်မလုပ်တဲ့ဘူးလားဒီလိုလို့မှပြည်သူလည်းအေးချမ်းပါရှင့်တရားတွေစုံမရေးဆိုတာကိုကပဲလောက်ရတာပါနော် PDF တွေကိုတော့သွားပြီးတော့အကြမ်းဖက်မှုကိုရှော့ပါလို့ကျမတို့တော့ပြောလို့မရအောင်ရှင့်အဲ့ဒါသေးချာတယ်နော်ဘသူသွားပြောရဲလဲပြော ဘသူသွားပြောလို့နိုင်တယ်သူတို့ဘသူဩဇာညောင်းလဲသူတို့ရဲ့အဖေဖြစ်တဲ့အညူကြီးတော်ဩဇာမညောင်းလားဒီကလူတွေပြောနားထောင်မတဲ့ကအဲပီတက်တွေပြည်သူတွေလုံခြုံရေးအစမပြေလို့မင်းတို့အကြမ်းဖက်မှုတွေနည်းနည်းရှော့လောက်ပါလို့ပြောလို့ရတာမရဘူးလေဒီတော့မဖြစ်လဲကိုကပဲတိုးပြီးတော့နှိမ်နေလားကိုကပဲတိုးပြီးလုံခြုံရေးကိုလုတ်လိုက်နေဆိုရင်ညံ့ရသွားမှာပေါ့ဒါတရင်သုံးသက်ချက်လေးကနေကျွန်မအနေနဲ့တောင်းဆိုတာပါရှင့်ပြည်သူတွေရဲ့လုံခြုံရေးကတော့ ကျမတို့လည်းရှင်းပြရရှင်ဘယ်တော့တော့လုံးချုံနဲ့အခြေအနေတခုလို့မမြင်ဘူးရှင်ဒီလားဘယ်မြို့မှာနေနေလုံးချုံချင်းမရှိဘူးဒီကောင်းနေအားလုံးလက်ထဲမှာခန်းနေရောက်နေပြီကျမတို့ရဲ့အသက်တွေကတန်ကြီးရှိနေတယ်ပြီးတော့ပြည်သူတွေအနေနဲ့လည်းတတိထားပြီးနေထိုင်ဖို့လိုလို့လုံးချုံရေးတက်ဖို့အနေနဲ့အခုထပ်ပို့ပြီးစူးစမ်းတင်ပါရရှင်ပြည်သူတွေကစိတ်မလုံးချုံမှုတွေတဲ့နေထိုင်နေရတဲ့နှစ်တွေကအရန်ကြာနေပြီဖြစ်တဲ့အတွက်ဒီလိုနေ့ရက်တွေအများဆုံးအဆုံးသတ်ဖို့ကလုံးချုံရေးတက်ဖို့ဝင်နေတဲ့စွမ်းဆောင်ရည်တွေတာတတ်ဆိုင်ပါရရှင်ကျမပြောလို့ပါ PTF ကိုတော့အကျံဘတ်ရှောက်လောက်ပါလို့ပြောလို့မရဘူးဒီတော့ဘာဖြစ်လဲကိုကပဲတိုးပြီးတော့နှိမ်နှင်းပေးပါရှင့် ဒါလေးကကျွန်မတင်သုံးသက်ချက်လေးကနေပြည်သူတွေရဲ့ဆန္ဒလေးကိုလည်းပူထည့်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင်ဒီပတ်ပြည်သူများရှင့်ကျွန်မအခုတင်လေးရတော့ဗောနော်အန်ယူဂျီနဲ့လည်းပတ်သက်တာလေးတင်ဆက်ပေးပါမယ်တော့တို့ဘက်ကတင်လေးရလဲခါကျရင်တင်ဆက်ပေးရရဲ့ရှင့်ဒီကတင်ဆက်ပေးရတယ်ဘာကြောင့်လဲဆိုတော့မိဘပြည်သူတွေဘူးတူတာရစီခြင်းလို့ပါရှင့်တို့ဟာဘလောက်တီအောင်မှညံနေတဲ့အလုပ်တွေလုပ်နေလဲဆိုတာလေးမိဘပြည်သူများတိတပိုလိုတယ်ဗောနော်တို့တက်ကျွန်မတမိုင်းမှတ်တမ်းတင်ပေးတာပါကြားရရနေလေအဲ့တော့အခုကျမပြောပြမှာကဒီမေလ9ရက်နေ့မှာဆိုရင် NNNNUG ကိုအနေတရာဖြစ်ပေါ်မယ်သူတို့ကလည်းတူတူပဲဆိုတော့လေတကယ်မှကျမလည်းခါကျရင်ရောတယ် ။နောက်ညစီကယာယီသမရဆိုသူဒူဝါလက်ရှိလာနေပြီးတော့ပီတီအက်ဖွဲ့စည်းမှု၄နှစ်ပြည့်တဲ့မေလ9ရက်နေ့မှာမေကွန်းခုပြောခဲ့တယ်ရှင့်။သူမေကွန်းပြောတဲ့ပုံလေးကိုပြောပြပါမယ်နော်။သူတို့ဒီအညွကြီးကခန့်ထားတဲ့ဒူဝါလက်ရှိလာမြန်မာစကားတော်တော်မကျွမ်းတာတိကျတော်တော်အားစားပြီးနားထောင်ရတဲ့ရှင့်အဲ့လိုတော့ရှိရပါတော့ဟိုဘယ်လိုပြောရမလဲတော်တော်ကိုမြန်မာစာအောင်အားနေတယ်ပေါ့နော်ကြည့်ရတာမေကုန်းတော်မှသူကြည့်ပြီးတော့ဖတ်ပြီးတော့ပြောနေရတဲ့ပုံစံပါပဲရှင့်ဒါမှမဟုတ်လုံးနေတာပေါ့နော်စကားအဲ့လိုတော့ရှိပါတယ်အတိုင်းသားဆိုတော့လည်းဒါမြန်မာစကားအားနေတာကတော့ မပြည့်ရဲ့လို့ပြောချင်ပါလို့ရှင်အဲ့တော့ကျမတော်တော်သေချာနားထောင်ရတယ်အဲ့တော့ तू ပြောထားတာပါလဲဆိုရင်ငွေဦးဒေါ်လာရေးရတဲ့ဖခင်တဲ့သူကကပြဆန်ဆန်လေးသွားတယ်ကြည့်ကတယောက်ကသူ့ရေးပြရတယ်တူရတယ်သူ့လိုမျိုးမြန်မာစကားတော့မှသေချာနေလို့ကိုယ့်အောင်မပြောတတ်တဲ့သူကတော့ဒီလိုကပြဆန်နဲ့စကားလုံးတွေခေါင်းထဲထွက်ချင်အောင်မရှိဘူးသူ့တယောက်ကရေးပြရသေချာတယ်ပေါ့နော်အဲ့တော့ तू ပြောထားကငွေဦးဒေါ်လာရေးရတဲ့ဖခင်တဲ့ပြည်သူလူထုကမိခင်တဲ့ PDF တွေကကြတော့သားသမီးတဲ့အဲတော့ကြပြဆန်းဆန်းလေးပြီးတော့ EAO တွေကကြတော့တဲ့ PDF တွေမွေးဖွားတန်းစင်ပေးတဲ့တားဖွားဆရာဆရာမတွေတဲ့သူအမျိုးဆက်ပေးလိုက်တာအကုန်လုံးတန်းစင်ပြီးတော့လေသူအမျိုးဆက်တဲ့ပုံမှာရှိရရှိရတယ်နော်ရှိရရှိရနျူတန်ရအဖေအဲ့ဒီအဖေနဲ့ပြည်သွေးနဲ့ညားပါတော့ညားပြီးအခါမှာ PDF ဆိုရဲကလေးကဘိုက်ကြီးလာတော့တူတူတိုင်းကျမလိုက်တွေ့တာပါဘိုက်ကြီးလာဘိုက်ကြီးလာတော့ EAO တွေအားလုံးကဒီကလေးကိုဝမ်းပြီးတော့မွေးပေးလိုက်ကြတယ်သူများပြည့်ရနေတယ်မွေးလိုက်တော့ဒီကလေးကမွေးလာတယ်ဥဝဲဆိုပြီးတော့ ်ပီတက်လေးဖြစ်လာတော့အဲ့မှာအဲ့ဒီမှာခါလေးလို့ပြောရမယ်ဆိုတော့ဟိုတားဆိုသမီးဆိုပေါ့နော်ပီတက်ကအခုတော့တမျိုးလုံးကိုတနိုင်ငံလုံးကိုဝင်နေတော့တာပဲတခါလေနော်အဲ့လိုလည်းရှိပါရှင့် PDF ဆိုလေတဲ့အဖွဲရပါတော့ပြည်သူဆိုတဲ့ဝန်ကြားတိုက်ကနေပြီးတော့ထွက်လာခဲ့တာအခုဆို၄နှစ်တင်းတင်းပြည့်ခဲ့ပြီဆိုပြီးတော့ဒီဒူဝါလက်ရှိလာဆိုပုံကပြောထားရှင့်ပြောသူကပြောရပါတော့သူပြောတာဒီလေးနှစ်သားပဲရှိသေးတယ်တဲ့ဒီတရက်ကလေအာဒီလေးနှစ်သားအားတဲ့နှစ်သက်တန်းရှိတဲ့စစ်တပ်ကတော့မတုံလုံးချောက်ချောင်လုံနိုင်ခဲ့ရဲဆိုတော့သူကလည်းဂုံယုံဝင်ကြွားစွာနဲ့မိကုံပြောထားပါရှင့်ဒီချက်လေးကိုတော့ကျွန်မလက်ခံပါတယ်ပီတက်တရဆွမ်းဆောင်ရေးကိုတော့ကျွန်မ လွန်ခဲ့တဲ့နှစ်တည်းနဲ့ရှင်လို့ရှင်တော့တိတ်တော့ထင်မသိတော့တာအမှန်ပဲဒီကောင်နေအဖြတ်ဆောင်တာတော်တော်ကြီးပါတယ်အဲ့တော့ကြီးပါတယ်တက်မော်နေလည်းဆုံးရှုံးမှုရှိခဲ့တယ်ဆိုတာအမှန်တရားပါပဲဒါကအမှန်တိုင်းပဲတမတော်ပြောရမှာပဲလေဟုတ်တယ်မှာသူတို့ဘက်ကလည်းဒီရာပေါ်မှာလှုပ်ဆောင်လာတာက supporting နေကောင်းလို့ပဲလားဒါမှမဟုတ်ဗမာလူငယ်တွေရဲ့စိတ်သက်ပြင်းထန်မှုအသုံးကောင်းကောင်းသုံးချတတ်လို့ပဲလားတော့မပြောတတ်ဘူးရှင်သိလားဒါမှမဲ့တက်မော်နေနဲ့ထိခိုက်မှုအချို့ရှိခဲ့တာတော့အမှန်တရားပါပဲရှင်ဒါတော့လက်ခံတဲ့ကိစ္စမျိုးလားဖြစ်ပါတယ်ဒါမှမဲ့ဒီလိုမျိုးအောင်မြင်မှုရတာသူကလည်းရှိလာပါပြောထားလဲဆိုတော့၄နှစ်တာတွင်လေဒီစစ်ကောင်စီတပ်ဖွဲ့တွေကိုချိန်မုန်းနိုင်ခဲ့တယ်ပေါ့နော်ဒါဟာတိုင်းစားလက်နက်ကိုင်တော်လိုင်းအဖွဲ့တွေရဲ့ဝိုင်းဝန်းကျေးဇူးပြုမှုကြောင့်ပါပဲဆိုပြီးပြောထားပါရှင် သူတွေးထားတာကအညူချီရဲ့တော်လန်ရေးကိုတိုင်းလာလက်လက်ကင်ရဝိုင်းဝန်းကုညေဆိုပြီးသူကတွေးထားတာတွေးထားပုံပဲတရားသူပြောတဲ့ပုံစံရဆိုသူရဲ့တော်လန်ရေးကိုဝိုင်းဝန်းကျေးဇူးပြုဝိုင်းဝန်းကုညေဖို့ပဲသဘောတရားတော့ပေါ့နော်ဒါပေမဲ့မြေပြင်မှာဖြစ်နေတာကြတော့အဲ့လိုမဟုတ်ဘူးတိုင်းလာလက်လက်ကင်ရသူရဲ့ဟိုးရှိပုံဝင်နေဒီကလေးကရှိနေခဲ့တဲ့ပြည်နယ်ခွဲထွက်ခွင့်တွေပြည်နယ်တွေပိုလိုခြင်းမှုတွေအကျိုးမြတ်တွေပိုရခြင်းမှုတွေကိုဗမာပြည်ထဲကိုသုံးချသွားတာမြေပြင်အရှိတရားအဲ့လိုမျိုးသူတို့စိတ်ကူးနေတာသူတို့အညူချီကိုအားလုံးကဝိုင်းဝန်းကုညေစောက်ရှောက်ကြတယ်ပေါ့အမှန်ကကြတော့သူတို့အညူချီတွေ PDF တွေကိုဟိုကောင်တွေသုံးစားဖို့အတွက်ကိုပို့ပေးနေတာလူကုန်ကူးနေတာပြောရမယ်ဆိုရင်လူပွဲစားလုပ်နေရတယ် ော်အဲ့ဒါလေးတစ်ခုကတော့ဒူဝါလက်ရှိလာအနေနဲ့မသိရတော့ကျွန်မရှင်းပြပေးရဖြစ်ပါရဲ့ရှင့်။ဟိုဒူဝါလက်ရှိလာအနေနဲ့ကြည့်ရတာကျွန်မထက်လည်းအများကြီးကြည့်ပါလေလေးလေးပေါ့နော်လေးလေးဒူဝါလက်ရှိလာမသိမှဆိုလို့ပြောပြတာပါရှင့်။ EAO တွေကအန်ယူဂျီကိုဝန်းရံနေရမဟုတ်ပါဘူးနော်။အန်ယူဂျီကလား EAO ကိုသွားဝန်းရံပြီးတော့သူတို့ခိုင်းသမျှလုပ်နေရင်ကျုံဖြစ်နေရပါရှင့်။အဲ့ဒါလေးကအန်ယူဂျီသိစေဖို့အတွက်ကျွန်မပြောပြပေးရဖြစ်ပါရဲ့ရှင့်။ဒီတော့ PDF ကလည်းထွက်ပေါ်လာခဲ့တဲ့၄နှစ်ပြည့်ပေါ့နော်၄နှစ်ပြည့်ခဲ့ပြီအညူကြီးကလည်းသူတို့နဲ့မတိမ်မယိမ်းပဲဆိုတော့၄နှစ်ပြည့်ခဲ့ပြီဆိုတော့ဒီ၄နှစ်အတွင်းမှာဒီအန်ကယ်ပေါ့နော်လေးလေးတို့ဒူဝါလက်ရှိလာတို့အနေနဲ့ဘာတွေဆက်လက်လှုပ်ဆောင်မှုများရှိလဲရှင့် အခုလိုပဲဆက်တိုက်သွားကြမှာလားကျမမေးချင်တာပေါ့နော်ကျမဓာတ်ရက်မေးကြည့်ရပါရှင့်ဒီလားငင်းချင်ရေးဆွေးနွေးပွဲနေပါတယ်တော့ကျမတို့မရောက်ဘူးရှင့်မရောက်ဘူးဒါပေမဲ့ငင်းချင်ရေးဆွေးနွေးပွဲမှာလည်းဆွေးနွေးရတူတွေကဒီတိုင်းပဲပြောဆိုဆွေးနွေးကြမယ်နဲ့တူပါတယ်ဘာဆက်လုပ်ကြမှာလဲလို့ရှင့်မေးမှာနဲ့တူတယ်နော်ဘာဆက်လုပ်ကြမှာလဲရှင့်ကျမကိုမေးခိုင်းတော့ကျမအစ်တန်မေးမှာဘာဆက်လုပ်ကြမှာလဲတူပါလဲရှိလာတော့ဖွဲ့ပေါ့နော်အန်ယူချင်နေတယ်ဘာဆက်လုပ်မှာလဲအန်ယူချင်ကတော့သိကြတယ်အမြင့်မပြတ်ဘူးဘာကြောင့်လဲဆိုတော့တို့ကနိုင်ငံခြားမှာနေနေရတယ်လူသက်တန်းကုန်မှာပဲတို့ကလည်းဥစားဖြစ်မှာအဲ့လိုလူသက်တန်းကုန်တော့မှအန်ယူချင်ဆိုတော့အမွေစိုးကိုတို့ကတို့သားသမီးတွေပေးခဲ့မှာ ဲ့လားအဲ့တော့ NUG အနေနဲ့ဘာဆက်လုပ်မှာလဲ PDF တွေဒီလိုပဲတိုင်းစားလက်နက်ကိုင်တွေကြားထဲမှာအသုံးချခံရတဲ့ကိစ္စတွေကိုထိုက်ကြည့်နေရမှာလားနော်တက်တော့ထောက်ခံတဲ့သူတွေလည်းကျွန်မတို့မမြင်နဲ့ NUG ကိုစက်ဖြစ်တဲ့သူတွေလည်းမမြင်နဲ့တာမန်ပဲကျွန်မမေးကြည့်ရဘာဆက်လုပ်ကြမှာလဲ NUG ကနိုင်ငံတော်မှာတရားဝင်မှုလည်းမရှိဘူး PDF တွေလည်းအပြေအဝသူတွေမထိန်းချုပ်နိုင်ဘူးတက်မတော်လည်းပြေအဝသူတွေမတိုက်ခိုက်နိုင်ဘူးဆိုတဲ့အခြေအနေမှာဘာဆက်လုပ်ကြမှာလဲဒီလိုမေးရတဲ့အကြောင်းအရာတော့ရှင်းပါတယ်နော်လုပ်နေတာတွေကပန်းနိုင်မရှိဘဲနဲ့ပြည်သူတွေ PDF တွေရဲ့အသက်တွေအလကားဆုံးရှုံးနေရခြင်း NUG အဲ့ဒါကိုသိလား ဟမ်မြေပြင်မှာပီတက်တွေကြောင့်တရားရဲ့ပြီးတော့လည်းအများကြီးပီတက်တွေကိုယ်တိုင်လည်းစစ်မြေပြင်မှာတရားတာအများကြီးဒါတွေအညွတ်ချီဘလို့ပြောပြန်ပြီးတော့ကုစားပေးပါလေဘလို့စီစဉ်ပေးပါလေဆက်တော့ဖြည့်ကြည့်ကြပါအောင်ကျမကလှမ်းမေးပေးတာပါအညွကြီးကိုပြောပြအောင်မယ်အညွကြီးဘက်ကပေါ့နော်အညွကြီးထောက်ခံတဲ့သူကအဲ့လိုမေးခွန်းနဲ့မမေးရဲဘူးရှင်တို့ကလေမမေးရဲတို့ကကြောက်တယ် တော့တေယောင်ကြောက်တယ်အညူကျူဖိနှောင်းတော့ကြောက်တာသူတို့တော်လှန်နေတဲ့ဆက်အနာရှင်တော့သူတို့အလောက်မကြောက်အညူကျူတို့တေယောင်ကြောက်တယ်ဘာကြောက်လဲဆိုတော့ဆက်အနာရှင်ကိုပြောလိုက်ဆိုလိုက်ဆက်အနာရှင်အင်းရှိကိုရောက်မလာဘူးအညူကျူပြောလိုက်ဆိုလိုက်ပြီးလို့ရှင်ပြီးကျက်ကချက်ချင်းအင်းရှိရောက်လာပြီးလို့ရှင်အမကြီးတောက်ကျွေးသွားမှာသူတို့သိရဲ့သူတို့သိရဲ့ဒါချင်းရလို့ရှိရဲ့နော်ဆက်အနာရှင်ဆိုတဲ့သူကတော့မဟိုတခုခုကတော့နိုင်ငံတော်ပုံကံနဲ့ကိစ္စနဲ့ဖမ်းသွားရင်တော့အချိန်တိုင်းလုံငန်းလေးမှာပြန်လွှတ်ပေးသေးရဲ့ပြီးကျက်ကသူတို့လွှတ်မှာမဟုတ်တခါတပ်လိုက်မှာနော်လွှတ်ချင်တန်နေရမှာပဲသွားလွှတ်တော့ဆိုဖြစ်မှာရှင်ပြီးတော့သူကကြောက်လို့ဒီမှာမေးပေးရကြားတယ်ဘာဆက်လုပ်ကြမှာလဲအညူကျူ ုံးချုပ်မှုတွေလည်းရမ်းများနေပြီနိုင်ငံတော်ကလည်းတော်တော်ဆင်းနေပြီဖြစ်နေတယ်ဘာဆက်လုပ်ကြမှာလဲဒါလေးပဲဖြေရပါရှင့်နော်အေးဒီကလက်ရှိလာယာယီသမနာလို့တော့ပြောတာပဲသူတို့ခံထားတာဆိုတော့ကျမလည်းယာယီသမနာကိုပေးလိုက်တော့မယ်တိကတောင်ရှိရဲ့သူတို့တတ်မှတ်တာပေါ့နော်မြန်မာစကားတော့၄လုံးပွဲအောင်သူကမပြောတတ်ဘူးဖြစ်ကျွန်တော်လေတော့ကျမအနေနဲ့ရတယ်မပြောတတ်လည်းပြောတတ်တဲ့ဘာသာစကားနဲ့ပဲပြောတယ်တကယ်ရှင်းပြပြီဘာဆက်လုပ်မှာလဲဆိုတာသိကြမှာရှင့်နော်အညူကျင်နဲ့တတ်တဲ့သူတွေတော့သတင်းလေးပါနော်ပြီးတော့အညူကြီးရဲ့လှုပ်ဆောင်ချက်တွေကမှားယွင်းနေရဆိုတာလေးလည်းစမ်းစမ်းတက်ဖို့လိုနေပြီရှင့်ငယ်တွေကဒီလူတွေရဲ့ပြောဆိုမှုတွေနောက်ကိုလိုက်ပြီးတော့ဘဝတွေထပ်ပြီးရှင်းနေမယ်ဆိုရင်တော့ဆုံးရှုံးမှာနော်အများကြီးဆုံးရှုံးမှာကျမမြင်တယ်အညူကြီးကိုဆက်ရှုံးဆက်တယုံမှာသိကြတယ် ရုပ်လေးပိုသိလေးပဲသူတို့မယုံတော့ဘူးဆိုရင်နေကြမှာအဲ့ဒိတ်ဆုံးမှုတွေရက်တန်သွားမှာစစ်ပွဲတွေရက်တန်သွားမှာငါတို့ကောမေးကြည့်ကြအညစ်ကြီးဘာဆက်လုပ်မှလဲမေးကြည့်ကြမမေးရုပ်ဆိုတော့ကောဆန်းလာပါတော့ကိုကဆက်ရနာရှင်တော်လန်မဲဆိုပြီးဆက်ရနာရှင်အသက်အနာရှင်အသက်တွေမွေးထုတ်ပြီးလိုက်ပြီးပဲဆိုပြီးနောက်နောက်ရချင်လဲရလို့ရမရချင်လဲမရနဲ့နော်နေထားလို့ရှိပါရှင်ဒါလေးကကျမတင်းသုံးသက်ချက်လေးရနေပြီးအညစ်ကြီးရဲ့လုံဆောင်ချက်လေးကိုမေးကုန်ထုတ်ပြီးတာဖြစ်ပါရှင်မိဘပြည်သူများရှင်ကျမတင်းသုံးသက်တင်ပြချက်လေးကဒီနေ့မှာဒီလောက်နေပဲရှင်းသားပြစီရှင်ကျမတင်းလေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချင်တာကိုကျမကြားပါစေလို့ကျမတို့ Prime Media မိသားစုမှစုတောင်းမေတ္တာပို့သအပ်ပါရရှင် Thank you.